ကိုလီကြီးရမဲကိုအရှက်ခွဲခဲ့တဲ့ချဲစီကျဲပွင့် STV ကိုအားလုံးမင်္ဂလာပါခင်ဗျာ Coin Sports ကနေပြန်လည်ပြီးတော့ဂျူဂျူလိုက်ပါကိုလီကြီးစော်နာကအထံကောင်လေးရမဲတယောက်မျက်နှာအုံးမဲတုတ်ခမ်းရပြန်ပြီဂျက်စီနဲ့ချန်ပီယံလိပွဲမတိုင်ခင်မှာရမဲကစင်ဖမ်းမဲကြားဖမ်းမဲအာကာသာရဲ့ခီးထွက်မဲထားနဲ့လေကြီးခဲ့ပါလေဒါမဲ့သူလေကြီးတိုင်းရလက်မကောင်းတဲ့ဒုံးစံတိုင်းဘာစီလိုနာတို့ ရေတိန်နစ်ခရပြန်ပါလိမ့်။ချယ်ဆီကဘာစလိုနာကို3ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာရမဲတယောက်စပိန်အသင်းကစီနီယာအသင်းပေါ်ကူကီယလာကိုလုံးဝမကြုံနိုင်ပဲပလတ်စတစ်ရုပ်ဖြစ်ခဲ့ပါလိမ့်။ရမဲကပလတ်စတစ်ရုပ်လေးလိုဖြစ်နေချိန်မှာမော်ဆီယာလေးလိုဖမ်းဆားခဲ့တာချယ်ဆီကျယ်ဝင်းအက်စတီဗာကိုပါ။ရမဲနဲ့အက်စတီဗာကအသက်ဝယ်ချင်းမကွာခြားသလိုအနာဂတ်မှာမက်ဆီနဲ့ဂျူရိုနယ်ဒိုလိုမျိုးဖြစ်လာနိုင်တယ်ဆိုပြီးတော့ထင်ကြေးပေးခံထားတယ်။သူတို့နောက်ကလက်ရှိချိန်မှာတန်ဖိုးအမြင့်မားဆုံးစေကျော်တက်ကစားသမားတွေဖြစ်လဲရတည်နေပါလိမ့်။ ေါင်300ခွန်တသမ4သန်းနိုင်ရမဲကအစီဘောက်ရဲ့စူပလာအောင်ပွဲနဲ့အတွေ့အကြုံပိုများပေမဲ့ဂျက်ဆီဘာစီလိုနာပွဲမှာအစီဘောက်ကဂိုးတကိုသွင်းပြီးရမဲကိုအနိုင်ပြခဲ့တာပါဂျက်ဆီရဲ့နီးပြမာရက်စကာကဘရာဇီးတိုက်စစ်ဇာမာအစီဘောက်ကိုမက်ဆီဆူရနယ်ဒိုနဲ့မနိုင်ရှင်စေခြင်းမဟုတ်အစီဘောက်ကပထမဆုံးပွဲထွက်ရှင်မြိုင်ကစားတဲ့ချန်ပီယံလိ၃ပွဲစလုံးမှာဂိုးသွင်းနိုင်ခဲ့တဲ့တတိယမြောက်ဇေဂျော်သက်ဇာမာဖြစ်အမ်ဘာပီနဲ့ဟာလန်တို့ရဲ့နောက်မှာမှတ်တမ်းဝင်ခဲ့သလို့ ဒုတိယအသက်ငယ်ဆုံးဇာမားဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါလိမ့်။အက်စီဘာကိုဖိအားမရှိဖို့လိုပါလိမ့်။သူနဲ့ယမဲကအသက်ငယ်ပါသေးတယ်။သူတို့ကမန်စီစီရိုနယ်ရိုတို့နဲ့နှိုင်းရှင်မယ်ဆိုရင်သူတို့အတွက်အရန်ကိုဖိအားများပါလေလို့မာရစကာကတတိပေးခဲ့ပါလိမ့်။ကလပ်တင်းဇာမားဘွားမှာယမဲက32ဂိုးနဲ့ဂိုးပန်တိမှု42ချိန်၊အက်စီဘာက32ဂိုးနဲ့ဂိုးပန်တိမှု76ချိန်ပိုင်ဆိုင်ထားပါလိမ့်။ဘာစရာအသင်းဘက်ကတကူတော့အစွမ်းပြပြီးတော့လှလှပပ ကိုသွေးယူနိုင်တဲ့ Estival ကသူ့အတွက်ပြည်ပြဆုံးတဲ့ညလို့တင်စားခဲ့ပြီးချက်စီတင်ပြိသက်တွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်လို့ကြည်နူးနေပါတယ်။ Estival ကအလိန်ခေါက်ဆွဲမြင်မာတဲ့တောင်ပိုင်းစားမဖြစ်အသုံးတော်ခံနေပါတယ်။ Messenger ဆိုတဲ့ nickname တိုင်းပဲတူးချင်းကြော်ဖြတ်တာတွေကောင်းမွန်ပါတယ်။ Fashion ထက်မြတ်ပြီးတော့တောင်ပန်းဘတ်စလုံးမှာကစားနိုင်ပါတယ်။တိုက်စစ်အားတန်လုံးနဲ့ကစားအင်ကိုပြသနေပြီးတော့နံပါတ်10ရိုးဖြစ်ကစားနိုင်အောင်မာရစကာကစမ်းသပ်နေပါတယ်။ညတော်မှာလေးဒူးဂျုံလုံးပြီးတော့တကူတော်ဆွမ်းနဲ့ကိုးတွေတွင်းပြနိုင်ပါတယ်။ ။ဘာမာကချဲစီအတိုင်းစစ်လမ်းကြောင်းထပ်မြက်တဲ့ဘတ်စီမူးမမ်းတွေနဲ့ကူညီပြီးတော့ SC ဘောက်ကတက်သစ်ဆကျဲပွင့်လူငယ်ဟန်ပေါက်ကွဲအားနဲ့ကစားပြတတ်တဲ့သူပါ။ချဲစီသမိုင်းကိုပြန်ကြည့်ရင်တရားကိုဆေးဗာရာမီယက်အစားရှိတဲ့ဘရာဇီးသားတွေဟာချဲစီကောင်းတို့တည်ပိုးနိုင်ခဲ့တယ်လို့အခု SC ဘောက်ကလည်းထူးထူးချွန်ချွန်ဖြစ်နေပါလိမ့်။ရီယန်နဲ့တူလင်းပါနေတဲ့ဗင်ဒီရှက်ကအသက်18နှစ်ရွယ်မှာဥရောပမြေကိုစုံစမ်းကန်းထွက်ပြီးအထူးအောင်မြင်ခဲ့တယ်။ SC ဘောက်ကအဲ့လိုဇလန်းမျိုးအကြီးကျယ်မျောလင်းခွင့်ရှိနေပြီ။ စီဘောက်ကညာတော်မန်နဲ့နံပါတ်10လို့နေရာတွေမှာအကောင်းဆုံးအသုံးတော်ခံနိုင်ပါ रे ။ချက်စီကလူငယ်ကျယ်မွေးနေတဲ့အတွက်အနာဂတ်အသစ်ကိုဖန်ဆင်းနေပါ रे ။လူငယ်တွေဖန်ဆင်းမဲ့အနာဂတ်မှာချက်စီဘလောက်အောင်မြင်မလဲဆိုတာပရိသတ်တွေရင်ခုန်ဆိတ်လို့ရှားနေတယ်။အစီဘောက်ကရမဲကိုအလဲထိုးပြလိုက်လို့လေချက်စီပရိသတ်တွေနှစ်ထောင်အားရဖြစ်နေကြပါပြီ။